မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်စွန့်တက်ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ခွေးအလောင်း60ကျော်နဲ့စစ်သုံးဆောင်ပစ္စည်းတွေလက်နက်ခဲယမ်းတွေကိုအရခတက်တော် AA ကသိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီတိုက်ပွဲဟာစက်တမလ9ရက်နေ့မနက်7:15မိနစ်မှာဒုတိယစစ်ကြောင်းအနေနဲ့ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ခွေးတိုက်ရဲ့စကခဆက်ခွန်လက်အောက်ခံရှမ်းပြည်အရှေ့ပိုင်းမိုင်းပန်အခြေဆိုင်ခလိုက်ရ295ဒုဗုံမှုကြီးပြည့်ဖြိုးအောင်ဥဆောင်လာတဲ့တိုက်ရင်နဲ့ဖြစ်ပွားခဲ့တယ်လို့သတင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲဟာရှစ်နိုင်နီးပါးကြာဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးအလောင်း60ကျော်နဲ့စစ်အသုံးဆောင်ပစ္စည်းတွေလက်နက်ခဲယမ်းတွေကိုအရခတ်တပ်တော် AA ဘက်ကသိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးတပ်ဟာဂစင်ကလေးအားနဲ့ဆုတ်ခွာထွက်ပြေးသွားကြပြီးတော့ထွက်ပြေးကြတဲ့ရန်သူတွေကိုအာရခတပ်တော်ဘက်ကလိုက်လံချေမုံတိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။ နောက်ထပ်တိုက်ပွဲတစ်ခုကတော့အခြားသောနေရာတစ်ခုဖြစ်တဲ့မကွေးတိုင်းငဖဲမြို့နယ်စွန့်တက်ကျေးရွာရဲ့အရှိမြောက်ဘက်မီတာ200ခန့်အကွာအဝေးတနည်းအားဖြင့်နိုင်ရီကန်ဂုံးရဲ့တောင်ဘက်ဝေလူဝံကျောင်းဘက်မှာဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်အကြမ်းတ်စစ်ခွေးတပ်ဟာ2025ခုနှစ်စက်တင်ဘာလ9ရက်ညနေ9:20မိနစ်အချိန်မှာတတိယစစ်ကြောင်းအဖြစ်နဲ့အရခတပ်တော် AA ကိုထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် အဲ့ဒီနေရာကတိုက်ပွဲ၃နာရီဖြစ်ပွားခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်အဲ့ဒီစစ်ကြောင်းဟာလည်း၃နာရီခန့်ကြာအောင်ထိုးစစ်ဆင်အပြီးရခိုင်စစ်ကြောင်းတွေနီးတူအထိနာပြီးတော့တက်လန်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်ရန်သူတွေရဲ့တတိယစစ်ကြောင်းထိုးစစ်အတွင်းမှာမြန်မြန်စစ်ခွေးဆယ်ကောင်လောက်ကြာဆုံးကဒဏ်ရာအများပြားရရှိသွားခဲ့တယ်လို့လက်နက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းတွေကိုအရခတ်တက်တော် AA ဘက်ကထပ်မံတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာခြေရွာတွေကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတရက်ထဲနဲ့နှစ်ချိန်ဆက်တိုက်ခိုက်ခဲ့ပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ6ရက်နေ့ကပွင့်ဖြူဝါဆိုင်ပြိုးရေးတပ်နဲ့ပြူစောတီပူပေါင်းအဖွဲ့ကအင်အား30ခန်းဟာကျောင်းကုန်းကြီးခြေရွာကနေတဆင်မတဲခြေရွာမြောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်ဂျီဇက်အိမ်နဲ့ပူပေါင်းအဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ တိုက်ခိုက်တဲ့အချိန်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့ရန်သူဘက်က၄ဦးထိခိုက်ဒေဆုံးပြီးဂျီဆက်အိမ်နဲ့ပူပေါင်းအဖွဲ့တွေအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ဒါ့အပြင်အဲ့ဒီစက်တင်ဘာလ6ရက်နေ့မှာပဲမဲဆလီရဲစခန်းကအင်အား80ပါတဲ့စစ်ကြောင်းဟာမရေကြီးရွာဖုန်ကြီးကျောင်းကိုရောက်ရှိလာရာညနေ၄နာရီလောက်မှာအဲ့ဒီစစ်ကြောင်းကိုဂျီဆက်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ခွေးတွေဟာ ရှောက်တော်မဲဆက်လီလမ်းမိုင်းကိုထွက်ပြေးသွားခဲ့ပြီးတော့လမ်းမိုင်းတနေရာမှာအသင့်ထောင်းထားတဲ့မိုင်းခွင်းနဲ့တိုးပြီးစစ်ကောင်စီတပ်သား၁၄ဦးထိခိုက်ဒေဆုံးသွားတယ်လို့ Generation Z Army တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီဘက်ကကြောင်းကုန်းကြီးဘက်ကို ဘေးရွာကပြူစောထီတွေနဲ့အင်အားတွေထပ်ပေါင်းထားပါတယ်။ရွာကင်ဘက်ကပြူစောထီတွေရဲ့ရေပုံကြီးကပြူစောထီတွေရဲ့ပြီးတော့ရန်သူစစ်ကြောင်းပြန်ဆုတ်တဲ့အချိန်အနီးနားကတောတွေထဲမှာလဲပြူစောထီ၃လရောက်လောက်ကြံခဲ့တာမို့လို့ပြန်ရှာဖို့အတွက်စစ်ကြောင်းပြင်နေတာလည်းရှိတယ်လို့ Generation Z Army ရဲ့အထွေထွေအတွေ့အကြုံမူရဲဘော်ဖိုးချောကပြောဆိုထားပါတယ်။ တိုက်ခိုက်မှုတွေအတွဲမှာဖိခိုက်သေးဆုံးသွားတဲ့စစ်ခွေးတွေနဲ့ပြူခွေးတွေကိုစက်တမလ6ရက်နေ့ည9နာရီလောက်မှာပွင့်ဖြူမြို့နယ်တမဆန္ဒနိုင်ရေးကူညီမှုကားနဲ့နှစ်ခေါက်ခွဲပြီးတော့လာရောက်တဲဆောင်သွားတယ်လို့ဂျီဆက်အေတပ်ဖွဲ့ကအတိပေးထားပါတယ်၎င်းတိုက်ခိုက်မှုကိုအညာညီနောင်တွေဖြစ်ကြတဲ့ဂျီဆက်အေ BNRA ပွင့်ဖြူပကဖနဲ့မင်းမှုခေပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရဲ့ရဲဘော်တွေဘက်ကတော့အထူးကိမရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့အတွင်းမှာရှိတဲ့တိုင်းရင်းစေးရုံအတွင်းကိုတက်ဆွဲနေထိုင်လျက်ရှိတဲ့နေရာနဲ့ကြာဘူးအဝိုင်းမြို့အဝင်ဂိတ်တို့ကိုလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ရာ တန်ပြားကာကာထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ9ရက်နေ့ည7:00နာရီခွဲအချိန်ကမှရေဦးမြို့အတွင်းမှာရှိတဲ့တိုင်းရင်စေယုံဝင်းအတွင်းတပ်ဆွဲနေထိုင်နေတဲ့အကြမ်းဖက်စစ်ခွေးများကိုဗိုလ်ရုပ်ကစိုးဦးဆောင်တဲ့ Wolf Guerrilla LGF ရေဦး Air Force အဖွဲ့ကလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတိုင်းရင်စေယုံအတွင်းမှာရှိတဲ့တန်ပြားကာကာဘော်ကိုကြောက်ရောက်ပောက်ကွဲပြီးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့ည7:40မိနစ်ခန့်မှာရေဦးမြို့ ကြာဘူးအဝိုင်းမြို့ဝင်ဂိတ်ကိုလည်းဘိုးရုပ်ကစိုးရဲ့ဥဆောင်ညွှန်ကြားမှုနဲ့လက်နက်ကြီးနှလုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးများထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချမ်းမဲ့စစ်ခွေးတပ်ဘက်က87မမလက်နက်ကြီး၃လုံးနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရတယ်။စစ်ခွေးတွေထိခိုက်မှုရှိနိုင်ပါတယ်။အရေးအတွက်ကိုတော့ကျွန်တော်တို့တွေအတိမပြုတ်နိုင်သေးဘူး။ကျွန်တော်တို့ရဲဘော်တွေတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Wolf Guerrilla LPDF ရေး ဦး Air Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုညိုက ပြောဆိုထားပါတယ်။အလားတူပဲမကွေတိုင်းကမ်းမမြို့ရဲစခန်းထဲကနေကင်းလက်ရန်ထွက်လာတဲ့အကြမ်းမဆစ်ခွေးစစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့များက drone များလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Red Giant အဖွဲ့ကဒေါင်းနေကရှင်းပြထားပါတယ်။စက်တင်ဘာလ9ရက်နေ့ညနေ3နာရီခန့်ကကမ်းမမြို့ရဲစခန်းထဲကနေကင်းလက်ရန်ထွက်လာတဲ့အကြမ်းမဆစ်ခွေးစစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့များက drone များလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုအတွင်းမှာတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိမရှိကိုအတိမပြုတ်နိုင်ပဲတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးထိခိုက်မှုကတော့၃កောင်လောက်တော့ထိမယ်ကျွန်တော်တို့ထိတွေ့မှုဖြစ်တဲ့အချိန်မှာပြည်သူတွေအနေနဲ့ထွက်ကြည့်တာတို့ဆက်ဆူတာတို့မလုပ်စေချင်ဘူးပြည်သူတွေကိုဘာမှမထိခိုက်စေချင်ဘူးလို့ Red Giant အဖွဲ့ကဒေါင်းနေကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကို Red Giant အလင်းနှံပျောက်ကြားတပ်ဖွဲ့ဂလုံးပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလမြို့မှာပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့စစ်ကြောထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ရာစစ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ၈ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကပလမြို့အမှတ်၄ရပ်ကွက်ကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်က၄ရပ်ကွက်မှာတပ်ဆွဲအထိုင်ချခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်စက်တဘာလ၉ရက်နေ့နေ့လယ်၁၂နာရီလောက်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကပလမြို့တွင်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီနေ့မောလွဲတနအီကမ်းမှာစစ်ကြောင်းဟာမြို့ပြင်ကိုထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဒုတိယအချိန်ထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကခွန်နာဦးထဲမနေထိခိုက်သေးဆုံးကတော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပလောပကဖကမိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ခွေးခွန်နာကောင်လောက်တော့ထိခိုက်သေးဆုံးနိုင်ပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကဖမ်းထားတဲ့ပြည်သူ၃ဦးကိုစစ်ကြောင်းရဲ့ရှေ့ပြေးကင်းထောက်လွှတ်တာတွေလည်းရှိတယ်။ဖမ်းထားတဲ့သူတွေကအမျိုးသမီးတွေကို မနေ့ကညနေကပြန်လွှတ်လိုက်ပြီဆိုတဲ့သတင်းတွေတော့ကြားတယ်သူတို့ဖမ်းထားတဲ့အမျိုးသားတွေကိုတော့ပလရဲစခန်းကိုဖမ်းခေါ်သွားတယ်လို့သတင်းရပါတယ်ဒီနေ့တော့ပလမြို့ဘက်မှာတိုက်ပွဲတွေညင်နေတယ်လို့ဘလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလက်ရှိအချိန်ထိပလောင်မြို့အနီးမှာရှိနေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့သတိပြုပြီးတော့သွာလာကြရန်ပလောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဒပေကျင်းမြို့နယ်ဇေယျကွင်းကျေးရွာစတင်ကျောင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာစတင်ကျောင်းများစိုးစိုးဝါးဝါးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တင်ဘာလ9ရက်နေ့မွန်းလွဲတနအီခွဲအချိန်ကသပိတ်ချင်းမြို့နယ်ဇေယျကွင်းချေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကချေးရွာစတင်ကြောင်းကိုလေးကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာပြည်သူလူထုထိခိုက်မှုဒဇုံတရာမရှိခဲ့တော့လဲစတင်ကြောင်းအဆောင်များဟာစိုးစိုးဝါဝါထိခိုက်ပျက်စီးကုန်တယ်လို့သိရပါတယ်တိုက်ပွဲကတော့ဇေယျကွင်းအနီးတစ်ဝိုက်မှာဖြစ်နေတာတော့ရှိတယ်ဇေယျကွင်းရွာမှာတော့တိုက်ပွဲမဖြစ်ပါဘူး ကြောင်းမဖွင့်နိုင်သေးတော့စာတင်ကြောင်းကလည်းပိတ်ထားတာကြပါပြီလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ဟာပြည်သူပိုင်နေအိမ်များဆေးရုံများနဲ့စာတင်ကြောင်းများကိုပြင်ပထားကာလေကြောင်းတိုက်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ပီးရှောင်ပြည်သူများနေထိုင်တဲ့တိစိန်ရွာစာတင်ကျောင်းကိုစစ်ခွေးတပ်ကလေရင်နဲ့ထပ်မံပြီးတော့ဘုံကျဲတက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တမလာ၁၀ရက်နေ့မနက်အစောပိုင်း၁၂နာရီ၁၂မိနစ်ခန့်မှာအကြမ်းဖက်စစ်ခွေးတပ်ကဂျက်ဖိုက်တာဒဇီးနဲ့စစ်ပီးရှောင်ပြည်သူတွေနေထိုင်တဲ့တိစိန်ရွာစာတင်ကျောင်းကိုပေါင်၃၀၀ဘုံတစ်လုံးနဲ့ကျဲချပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲစာတင်ကျောင်းဆောင်များထိခိုက်ပျက်စီး ီးခဲ့တယ်လို့ပြောပါတယ်ဝက်လက်မြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်မနေ့ကမနက်အစောပိုင်းမှာဝက်လက်မြို့နယ်ကစစ်ဘေးရှောင်တွေနေထိုင်တဲ့တိစိမ့်ရွာစာတင်ကျောင်းကိုစစ်ခွေးတွေက Jet Fighter နဲ့ထပ်ပြီးတော့ဘုံကျဲသွားတာ မနေ့ကလည်း white trump နဲ့ဘုံကျဲလို့ပြည်သူ၄ဦးသေဆုံးတဲ့နေရာကိုထွက်ကျဲတာစစ်ခွေးတွေကလေကြောင်းတိုက်ခိုက်တာတွေကိုဆက်လက်ပြီးတော့လုံဆောင်လာမှာစိုးရိမ်လို့ပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေတော့ထိခိုက်မှုမရှိဘူးလို့တော့သိရတယ်လို့ wallet informational network ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲစက်တမလာ9ရက်နေ့ညနေပိုင်းက wallet မြို့နယ်အရှိချမ်းမှာရှိတဲ့တက်ဆိုင်ရွာအင်းတောင်းရွာရုံးမင်ကုန်းရွာမင်းကုန်းရွာနမဲမြင်လာရွာနဲ့တက်တာရွာတို့ကိုစစ်ခွေးတက်က 112လေးရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခတ်ခြင်းကြောင့်ကလင်းငယ်တအုပ်အပါအဝင် ပြည်သူ၄ဦးတိတ်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ73ဦးရှိတယ်လို့သိရပါတယ်။ဒါအပြင်သခိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကအမတ်3ခရိုင်ချင်းဆက်လမ်းမှာရှိတဲ့နေအိမ်များကိုမီးရှို့နေတယ်လို့ဝက်လက် informational network ကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါတယ်။ မနေ့ကစက်တဘာလ10ရက်နေ့ညနေ6:25မိနစ်ခန့်မှာအချမ်းမဆက်တက်ကဝက်လက်မြုံနယ်အရှိချမ်းမှာရှိတဲ့တိုက်ရွာအပေါ်ရွာနယ်အမှတ်3ခရိုင်ချင်းဆက်လမ်းပိုင်းမှာရှိတဲ့နေအိမ်များကိုအချမ်းမဆက်တက်ကမိရှုဖျက်ဆီးနေတယ်လို့သိရပါတယ်။စစ်ခွေးတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်နေအိမ်အလုံး20ထက်မနည်းမိလောင်ပြာချခဲ့ရတယ်လို့သိရပါတယ်။ဝက်လက်မြုံနယ်အရှိချမ်းတိုက်ရွာအပေါ်ရွာနယ်အမှတ်3ခရိုင်ချင်းဆက် လမ်းပိုင်းကနေအိမ်တွေကိုစစ်ခွေးတွေကမိရှုဖျက်ဆီးနေတာပါ။ စစ်ခွေးတွေကလည်းလက်နက်ငယ်တွေနဲ့ရမ်းပြီးတော့ပြစ်နေတယ်ပြည်သူတွေထိခိုက်မှုတော့မရှိဘူးအကုန်ကြိုပြီးတော့ရှောင်နိုင်ခဲ့တယ်ပြည်သူတွေအနေနဲ့အမှတ်3ခရံချင်းဆက်လမ်းကိုအသုံးမပြုကြဘူးမြစ်တာရက်ခံကြမှာတယ်လို့ Wallet Informational Network ကတာဝန်ရှိသူက3ပေးပြောဆိုထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်က Wallet မြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူများသတိပြုနေထိုင်ကြရန် Wallet Informational Network ကအသိပေးပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကလောမြို့ခလာရခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့ဖြိုးမင်းဆန်ဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ9ရက်နေ့မှာကလုံးမြို့ခလာရခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့ဖြိုးမင်းဆန်ဟာတနက်တက်လက်နဲ့ကြီးစံများကိုယူဆောင်လာပြီးတော့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့တပ်သားတဲ့ဖြိုးမင်းဆန်ဆိုသူဟာအသက်25နှစ်အရွယ်စစ်မှုထမ်းမဲနိုင်စနစ်နဲ့ပြည်ဦးလွင်အကြမ်းဖက်စစ်တပ်ထံကိုရောက်ရှိလာပြီးတဲ့နောက်ကျိုင်းတော်အမှတ်3အခြေခံစစ်ပညာသင်တန်းကျောင်းမှာသင်တန်း3လကျောင်းတက်ရောက်ခဲ့ရပြီးတော့ကလုံးမြို့တပ်မ55လက်အောက်ခံ ဖလာရခေါ်တိုင်ရဲမှာတပ်သားဖြစ်နေတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတက်ကစစ်မှုမထမ်းမနေရဥပဒေနဲ့တပ်သားတက်များကိုစုဆောင်းကအလို့မတူဘဲနဲ့ပေါ်တာဆွဲခြင်းများလှုပ်ဆောင်နေပြီးတော့အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းများရှိနေတယ်လို့ပြောပါဗျ။ အကြမ်းမစစ်ခွေးတိုက်ရဲ့ရွေးကောက်ပွဲမတိုက်မီစစ်မှုထမ်းခေါ်ထားတဲ့တပ်သားတဲ့များဟာရှေ့တန်းစစ်မြေပြင်မှာအများအပြားအုံပြုခံနေရပြီးတော့တော်လိုင်းတပ်များထိန်းချုပ်ထားတဲ့နေရာများကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခိုင်းနေတယ်လို့သိရပါဗါးအလင်းဝင်ရောက်လာတဲ့သူကစစ်မှုထမ်းတပ်သားတဲ့ပါရှေ့တန်းစစ်မြေပြင်ကနေပြီးတော့တဆင့်အလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်အလင်းဝင်လာတဲ့သူဟာစစ်မှုထမ်းတင်တန်းအပတ်စဉ်၃ကပါစစ်မှုထမ်းတင်တန်းကိုကြိုင်တောင်ကြောင်းဆင်းမှာ တနက်တက်လက်နဲ့ကြီးစံအနေငယ်ပါပါတယ်စစ်မှုထမ်းခေါ်ခံရတဲ့သူတွေအများအပြားထွက်ပြေးတာတွေရှိနေပြီးတော့တချို့တွေကတော့လွတ်မြောက်သွားပြီးပြန်ဖမ်းမိတာတွေလည်းရှိတယ်လို့ပြောပါတယ်အလင်းဝင်လာတဲ့သူကိုဂုံပြုစုငွေချီးမြှင့်ဖို့ကတော့အဲ့ဒါနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကစီစဉ်နေပါတယ်လို့ The New People's Liberation Front DBLF တရင်နဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ